ရိတ်သက်များအားလုံးပဲမင်္ဂလာပါရှင်။ Tomorrow KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူမောင်ပိုင်ပလဲရေးသားထားတဲ့ဝမ်ရွေးကဝေးဆိုင်မောင်နဲ့သွေးမိတ်စာသာအစီအရင်အပိုင်း69ကိုတင်ဆက်ပေးကြပါရစေ။အစီအစဉ်လေးစတင်ကမှ Tomorrow Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဗီနာ Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါရစေ။ကျမကတော့အစီအစဉ်တင်ဆက်သူဟိမန်ကူကူဖြစ်ပါရစေ။ ထုံးမောင်ဖမ်းမိလိုက်တဲ့ညရင်းချက်မှာပဲမေးစာရှိရာတွေမေးနေကြရင်လည်းတိလိုက်ရတာကသူ့ရဲ့နောက်ကွယ်မှာခိုင်းစိန်နေတဲ့လူတယောက်ရှိနေတယ်ဆိုတာပေါ့ဒါဆိုအဲ့လိုကအခုပမာရှိနေရလေကျွတ်တို့ရွာအနောက်မြောက်ဘက်ကနကြီးကုန်းမှာရှိနေပါတယ်နကြီးကုန်းမှာရှိတဲ့ရှေးဟောင်းနဲ့နန်းကြီးရဲ့မှာကြုတ်ခိုးပြလိုက်တဲ့မူဟရပလဲကိုတိတ်တိတ်တင်ပြီးလှုပ်ရှားရှိရာတွေလှုပ်ဆောင်နေပါတယ်ဒါဆိုကျွတ်တို့စီမှာစေပိုင်းတလုံးရှိနေဆိုတာရောခမားဆရာတင့်နေနေပြီးသားလား သိပါတယ်။ဆရာဆေးပိုင်တလုံးကိုထုတ်ပြတဲ့အချိန်မှာပဲကျုပ်အိတ်နေရင်းချင်းကျုပ်ဆရာဆီကိုတရင်ပို့ပေးခဲ့ပါတယ်။ဒွရရဲ့အနောက်မြောက်ဘက်ကနှစ်ကြီးကုန်းကိုရောက်ဖို့ဆိုရင်ချီလင်းသွားရင်တော့မှသုံးမြလောက်ကြာတယ်။မင်းကဘလို့နီးနဲ့မင်းဆရာဆီတရင်ပို့တာလဲ။တကြီးဝင်ပြောကမှထုံးမောင်ကသူ့ဆရာဆီဘလို့တရင်ပို့လဲဆိုတာကျုပ်လည်းသိကျင်သွားတယ်။ခမားဆရာဆီကိုဘလို့တရင်ပို့လဲဆိုတာကျုပ်သိကျင်တယ်။အဲ့တော့မှထုံးမောင်ကသူ့ရဲ့အိတ်ကထဲကဆရွက်လေးတချို့ထုတ်လိုက်ပါတယ်။ အဲ့ဟာလေးတွေနဲ့ပါဆရာဟိုကျုပ်ပြောချင်တဲ့သတင်းစကားကိုဒီဆက်ကူလေးနောက်ကပ်ပြီးတော့ပြောလိုက်ဒီဆက်ကူလေးတွေကငှက်တကောင်အသင်ပြောင်းသွားပြီးကျုပ်ဆရာရှိရာစီပြန်သွားပါတယ်ဒီလိုလားတဖြစ်ရင်ကျုပ်ပြောခိုင်းတယ်လို့ပြောလိုက်ပါထုံးမအောင်ကျုပ်ပြောစီချင်တဲ့စကားတွေပြောခိုင်းပြီးသူ့ရဲ့ဆရာပြသူတန်းကိုသတင်းပို့ခိုင်းလိုက်ပါတယ်ဆရာတို့လည်းပင်ပန်းလာပါပြီနားရင်လည်းနားကြပါအောင်လားဟုတ်တာဆရာရေမကြခင်အာရုံတက်တော်မယ်နားရင်နားအောင်လေးဆရာဒါဆိုရင်တော့ကျုပ်တမိလောက်တော့သွားမေးလိုက်အောင်မယ်ဟိုလို့တော့ထပ်ပြေးလို့မရအောင်တရားကြည့်ထားလိုက်ပါ ချုံနောက်ခံထားတဲ့ထုံမောင်ထွက်ပြေးမသွားစေဖို့အတွက်တေချာမှာပြီးတရတမော်လောက်အိတ်ဆက်အနားယူခဲ့ပါတယ်။အနားယူရတာပြောပေမဲ့မူဟူယာပလဲနဲ့စေပိုင်တလုံးတွေရဲ့ဆက်ဆက်မှုတွေကိုစဉ်းစားရင်းနဲ့မိုးတာဆင်းဆင်းလင်းသွားတယ်။တရမောင်မအိတ်လိုက်အောင်။မနေ့ရောက်တော့လေထုံမောင်ပြောတဲ့နှစ်ကြီးကိုလိုက်သွားဖို့ရအတွက်စတင်ပြင်ဆင်ရအောင်။ဟေးထုံမောင်ထားစမ်းထားစမ်းဟမ်မင်းမင်းဘာလုပ်လဲ။ဘာလို့ငါနဲ့ရုပ်ချင်းခွဲမြအောင်တူနေရလဲ။ တကြီးရဲ့အယောင်မှာ၆နာခံထားပြီးတော့အိပ်ပျော်နေတဲ့ထုံမောင်းတယောက်သူ့နဲ့ရုပ်ချင်းချွတ်ချွတ်တရယ်လူတယောက်သူ့ရှိမှာပေါ်လာတာမို့လှမ်းဖြန့်သွားပါတယ်။ငါ့ထုံမောင်းစစ်မင်းအတူရအောင်ကောင်းမယ်။ဟာမဟုတ်တာငါ့မှာအစ်စ်မင်းမှာအတူငါ့အစ်စ်မို့အဖမ်းခံထားတာမင်းကအတူအစ်စ်တည်းအတူရယ်ငါနားမလဲဘူးအခုဆရာကြီးကမင်းကိုလာပြီးတော့တတ်ခိုင်းလို့လာတတ်ရတာတိတ်ပေတော့မမမလောက်ပါနဲ့ငါ့မတတ်ပါနဲ့အာ ဒါဆိုရင်တော့ဆရာကြီးဆိုတဲ့သူကောင်းကောင်းလှည့်စားလို့ရပြီဆရာကြီးထွန်းမောင်ရဲ့မျက်နှာအသွင်ကနေကျောက်ရဲ့မူလမျက်နှာအသွင်ပြောင်းပြောင်းလိုက်တယ်ကျောင်းနောက်မှာတော့ကိုဖိုးတီစိတ်နဲ့အားရစွာရှိနေရပေါ့တိတ်လည်းမကြောက်ပါနဲ့ခမည်းရဲ့မျက်နှာအသွင်ပြဲကိုကျောက်ရဲ့ရုပ်ပြောင်းရုံလေးပညာနဲ့ပြောင်းထားရုံပါပဲခမည်းတော်ကျောက်ကိုမခွဲနိုင်ဘူးဆိုတော့ခမည်းဆရာလည်းခွဲလို့ရမှာမဟုတ်ဘူးနော်ဆရာကြီးကိုအထင်မသေးနဲ့နော်ဆရာကြီးပညာအစွမ်းအမခံပဲကျောက်လည်းအဲ့လိုဆရာကြီးဆိုတဲ့လူနဲ့တွေ့ကြနေကြပြီဗျဆရာ ဒါဆိုနေကြီးကုန်သွားဖို့အတွက်အဆင်သင့်ဖြစ်နေပြီပေါ့နော်။ကြုံမသွားသေးကိုဖို့တိရွာမနှစ်ရက်လောက်တော့နေဦးမယ်။ကြုံမရှိကြဟော်ရီညပလဲရွာကိုဆောက်ရှောက်ထားပေးပါ။ထုံးမပို့လိုက်တဲ့တည်င်းစကားအတိုင်းနောက်ထပ်၃ရက်မြောက်တဲ့နေ့မှာပဲဆရာကြီးဆိုတဲ့လူစီကိုသွားတော့မယ်။တကယ်တော့ထုံးမော်ရဲ့တည်င်းပို့ရဲအသွင်ပြောင်းဆက်ကူလေးတွေနဲ့တည်င်းပို့လိုက်တာရွာမှာကျွတ်တူတွေမပြန်ကြသေးရမို့တပတ်ပြည့်ရနေမှာပဲဆရာကြီးစီရောက်လိုက်နိုင်မယ်အကြောင်းပေါ့လေကျွတ်တူတွေပြင်ဆင်စရာရှိရာတွေပြင်ဆင်ကြရင်ねထုံးမော်ရဲ့စကားပြောဟန်ပြောဖို့ဆိုဖို့နေရာအစလေးကျင့်ပြင်ဆင်ရတယ် ဒါမှလည်းဆရာကြီးဆိုသူကကျုပ်ဟာထုံးမောင်ဖြစ်ဟန်ဆောင်ထားရဲဆိုတော့မရိပ်မိမှာပေါ့လေထုံးမောင်ရဲ့မျက်နှာအသွင်ပြန်ယူထားပေမဲ့ပညာသင်ချင်းချင်းသိနိုင်သေးတော့မို့ကျုပ်ရဲ့ပညာဆက်တွေကိုဗျက်ကောင်ထင်ထင်ခံရသေးတာထုံးမောင်ရဲ့စကားပြောဆိုတွေကိုတထရာတဲ့တူအောင်လေ့ကျင့်ပြင်ဆင်ပြီးသွားတဲ့အချိန်မှာတော့နေကြီးကောင်ကရှေးဟောင်းနဲ့နန်းဆောင်ကြီးရှိအားစီကိုသွားဖို့အတွက်အချိန်ဟာကြာရောက်လို့လာခဲ့ပြီကျုပ်မရှိရဲ့နောက်ပိုင်းမြပလဲရွာကိုဆောင်ရှားဖို့အတွက်ကိုဖိုးတေကိုတေချာမှာခဲ့တယ်ရွာရဲ့စီယိုပပလဲမှာလည်းကျုပ်ရဲ့အကာအကွယ်ဆက်တွေကိုဖြန့်ကျက်ထားခဲ့လိုက်တာပေါ့ အလောင်းအစံတင်ဖြစ်သွားတဲ့အချိန်မှာထုံးမောင်အဖြစ်ရုပ်အသွင်ပြောင်းလိုက်ပြီးတော့မြောက်ပလဲရွာအနောက်မြောက်ဘက်ကနတ်ကြီးကုန်းကိုစတင်ပြီးတော့ခရီးထွက်ခဲ့ပါတယ်။တကြီးပြောတဲ့လမ်းအတိုင်းနတ်ကြီးကုန်းတယောက်တည်းထွက်လာခဲ့လိုက်တာတော့ရမြောင်ရှိပြီ။ကျုပ်ရှိအမြင်နေရတဲ့ကမူရနတ်ကြီးကုန်းဆိုလားမသိပါဘူး။ဘေဘီကိုလည်းတတိထိုင်နဲ့နတ်ကြီးကုန်းပေါ်ချင်းကပ်လာခဲ့ရတယ်။ဟဲ့ထုံးမောင်မင်းစောလာပါလားကွာ။ဟုတ်ဟုတ်တယ်ဆရာကြီးကရောင်မရောက်နေတဲ့ဟိုဆရာနှကောင်ပြန်သွားရတယ်ကျုပ်ဆရာကြီးစီတမ်းပြီးထွက်လာခဲ့တာဗျ။အေးငါလိုတဲ့ပစ္စည်းရောပါရဲ့လား။ ပါတော့ဗောဆရာကြီးဟာကျုပ်ကဘယ်မိမာတော့ဗျအေးအေးအပေါ်ဆက်တက်ခဲ့ကွာတဲလေးရမှာငါရှိရယ်ဟုတ်ဟုတ်ကဲ့ဆရာကြီးကျုပ်ကိုထုံးမောင်ဆိုပြီးလှမ်းခေါ်လိုက်တော့အစာလန့်သွားသေးတာလူလုံးထွက်မပြပဲပညာမျက်စိနဲ့ကြည့်နေပုံပဲအပေါ်ဆက်တက်ခဲ့ဖို့ပြောတာမျိုးကျုပ်လည်းဆက်တက်ခဲ့တာဗောအပေါ်ဆက်တက်လာခဲ့ပြီးထိတ်ကိုရောက်တော့တဲလီတလုံးရဲ့ရှိမှရှိတယ်ကိုရောင်ကြကြီးနှစ်ကောင်ကျုပ်စီပြေးလာကြရောဆရာကြီးလှုပ်လှုပ်လှုပ်ပါဦးကြကြကြီးကျုပ်စီလာနေကြပြီဗျကဲကြပါဦးဗျဟေး တောင်စောက်ကြားညီနာနေရာမှာနေရလိုက်ကြစမ်းမင်းတို့ထုံးမမှတ်မိကြအောင်လားကွာအမိန်ပေးတဲ့နဲ့အတူတဲတွေ့ရနေလူတယောက်ထွက်လာတယ်အခုမှပဲသေချာကြည့်မိတော့တယ်ကျွတ်တို့ဆရာတပည့်ညပလဲရွာဝင်တော့ညပလဲရေနာနန်းဆောင်နဲ့အတင်းဆွဲခေါ်ခဲ့တဲ့အဖိုးကြီးဖြစ်နေရကိုအမလီတော်တော်သေးရပါဘောဆရာကြီးတာမကဲကျွတ်တော့ကြားစာဖြစ်တော့မှာပဲအဲ့ဒီဖိုးကြီးရှင်မမို့တာဟန်ဆောင်ကြောက်ပြရတာဒီအဆောင်ကြားနှကောင်လောက်ကတော့တောက်တစ်ချက်ခတ်ယုံနေတယ်အမိကုန်နေအောင်လှုပ်လိုက်လို့ရတယ်ထွမ လာလေကွာဘာရင်ငင်းငိုင်နေရတော့ဟိုကောင်နေလဲငြိမ်သွားပါပြီလာခဲ့လာခဲ့ဟုတ်ဟုတ်ခဲ့ဆရာကြီးကဲဘယ်မရောမင်းရခဲ့ရဲဆိုရယ်စိတ်ပိုင်းထားလို့ငါ့ကိုပြစမ်းမအောင်ဟာဒီဒီမှာပါဆရာကြီးသူ့နာရောက်ကရှိသေးတယ်စိတ်ပိုင်းထားလို့အရင်တောင်းတမှုကျုပ်ရဲ့ပစိုးကပုံစားရဲတက်လို့ထုတ်ပြလိုက်တယ်ဒီလောက်အစွမ်းထက်တဲ့စိတ်ပိုင်းတက်လို့ကပုံစားရဲထည့်ယူခဲ့ရလာနာလေးရရောက်ရောက်ချင်မှပဲကျုပ်ခံကိုတောက်ခနေမြောင်အခောက်ခံလိုက်ရတယ်ပထမတော့စိတ်တုံမိသွားပေမဲ့မူဟူရပလဲပြန်ရနိုင်မှုသိခံထားလိုက်ရတာပေါ့ ဟုတ်တယ်ဟဲ့စေပိုင်ဓာလုံးအစ်စ်ကြီးဆိုမှအစ်စ်ကြီးဟဲ့တိတ်တော်တယ်ထုံးမမတိတ်တော်တယ်စေပိုင်ဓာလုံးရသွားတော့မှုရတဲ့မျက်နှာမျိုးနဲ့ဝမ်းတာနေအဲ့လူအခုချက်ချင်းကိုထားတတ်ပြစ်ချင်တဲ့စိတ်တွေဖြစ်လာတာဟိုဟိုလေးဆရာကြီးဟိုကျုပ်သိကျင်တာလေးရှိလို့မေးလို့ရမလားဘာများတော့ဟဲ့ကောင်လားမေးစာရှိရမေးစာမှာဝေးဝိုက်မနေနဲ့အခုလေဆရာကြီးလိုအပ်တဲ့ပစ္စည်းတွေလည်းရသွားပြီဆိုတော့အဲ့ဒါနဲ့ဘာလို့မလုပ်လဲအင်းမင်းလည်းသိထားတတ်ပါလေ တကယ်တော့ငါလိုအပ်တဲ့ပစ္စည်းတွေကအစုံမရသေးဘူးကွာအရေးကြီးပစ္စည်းတခုကျန်နေသေးတယ်အဲ့ပစ္စည်းရဖို့မင်းရဲ့အကူအညီလည်းလိုသေးတယ်ထုံမော်ရဒီလိုတွေပြောနေရင်မင်းနားလည်မှာမဟုတ်ဘူးလားငါနောက်ကလိုက်ခဲ့အခုထိနာမည်တော့မသိရသေးအဖိုးကကြက်ကိုသူထွက်လာတဲ့တဲလီတွေကိုခေါ်သွားတယ်အထက်ရောက်ရောက်ကြနေအဖိုးကခြေကိုဆောင်းချလိုက်တော့အောက်ကိုဆင်းသွားတဲ့လှေကတိတွေပေါ်လာတယ်ကျုပ်လည်းရောက်ချချနေအဖိုးကိုခေါ်ဆိုင်အောင်နောက်ကိုသာလိုက်လာနေမိဟောရီမကြည့်စမ်းအဖိုးကကြောက်မလာခင်သူစီစဉ်ထားတာတွေပြတာပေါ့ တဲလေးရဲ့အောက်မှာလှိုက်ကောင်းတစ်ခုတူးထားပြီးတော့အထဲမှာကတော့အုတ်ကူတလုံးအကြနာစီးချထားတာတွေ့ရတယ်။ဆရာကြီးဒီဒီအုတ်ကူကြီးကဟုတ်တယ်။အခုမင်းမြင့်နေရတဲ့ဒီအုတ်ကူကတာမန်လူတယောက်ရဲ့အုတ်ကူမဟုတ်ဘူး။လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်လောက်တော့မော့ပညာမှာတစ်ဖက်ကန်ခတ်အောင်ကျွမ်းကျင်တမားခဲ့တဲ့လူတယောက်ရဲ့အုတ်ကူပဲ။ तू ကလေလူယုံတက်လို့သိခဲ့ရတာပေါ့ကွာ။ तू သေးတော့ဒီနေရာမှာမြုံနှံပြီးခဲ့တာ။ သူ့ရဲ့တပည့်တွေမသိတာသူ့ကိုမြုပ်နှံထားတဲ့ဒီညမှာသူမသေးခင်အချိန်တော့သူကိုယ်တိုင်သုံးလို့စီရင်ခဲ့တဲ့သွေးမိစာတာဟာဒီအုပ်ကူရဲ့အောက်မှာရှိနေရဆိုတာပဲကွာဒါနဲ့လေဒီအကြောင်းတွေကိုဆရာကြီးကဘလို့လုတ်ပြီးတော့သိနေရလေနောက်ပြီးအဲ့ဒီသွေးမိစာတာကရောဘာအတွက်သုံးဝင်တာလဲဒီတကားတော့တော်တော်ဆက်စုလာပါလားထမောင်ရအေးလေမင်းကသိကျင်နေဆိုရင်တော့လေပြောပြရသေးရပါကျောရဲ့တည်ကျင်စိတ်တွေထိမ်းမြဖြစ်ပြီးထုံးမအောင်ဆောင်ထားရဲဆိုတာပေါ်သွားတော့မလို့လက်မရင်လေးပဲလူတော့တာ အဲ့ဆရာကြီးဆိုတဲ့လူကဘာမှဆက်မပြောပဲပြောပြမယ်ဆိုလို့တော်သေးရပေါ့လူယုံတက်လို့တည်သွားတဲ့မော်ဆရာကြီးဆိုတာတခြားလူမဟုတ်ဘူးကဟောရီယာဆရာမြတောင်းဆိုတဲ့ငါကိုရိုင်းမယ်လက်ရှိဘဝမှာအတိတ်ဘဝအကြောင်းအရာတွေတခုမှကြံပြန်မှတ်မိနေပြီးသွေးမိစာထားပြန်လာရှူတာမင်းတို့ရောမဟုရပလဲနဲ့စေပိုင်းတစ်လုံးသာအဲ့ဒါမှတက်ဆင်နိုင်ခဲ့မယ်ဆိုရင်အဲ့ဒါကိုလက်ဝဲပိုင်ဆိုင်ထားတဲ့ငါဟာငါတက်မြောက်ထားတဲ့မော်ပညာမှာပြိုင်ဆန်ရှားတဲ့လူသားတူဖြစ်ပြီးကွာဟာဟာ အဲ့ခါကျရင်မြမပြီအနှံ့တိုက်တွေပတ်တူးပြီးတော့ရသမျှပစ္စည်းဥစ္စာတွေနဲ့မိမဆက်ရောက်လောက်ယူပြောင်းမယ်ကွာအဲ့ခါကျရင်မင်းကငါနဲ့တူခေါ်သွားမှာပါထုံးမောင်ရဟုတ်ဟုတ်ကဲ့ဆရာကြီးမတော်အခုမှပဲအဖိုးရဲ့နာမည်ကိုသိရတော့တယ်သူရဲ့ပြောစကားအရာတော့ကြည်ရတာအဲ့ဒီအဖိုးရတော်တော်တနာကြီးမဲ့ပုံမိမဆက်ရောက်တော့ယူပြောင်းမှာဆိုပဲနှာခေါင်းကပပွားနေမှုရုပ်စင်းအင်ကနေလိုက်ပါတယ်လေဟေးဟေးကောင်ထုံးမောင်ဘာညာလောက်တော့စဉ်းစားနေရတော့ဟာ ။အော်ဒီလိုလေဆရာကြီးမြတောင်းတော်မှာမိမဆရာကိုယူမယ်လို့ပြောတာမလား။သူကလည်းအားကြမခံဆရာကြီးမြတောင်းယူမယ်မိမအရေးအတွက်ထက်နှစ်ဆလောက်ယူရင်ကောင်းမလားစဉ်းစားနေရပါ။မြတ်ဘယ်ဆိုးလို့လဲကွ။အဲ့ဒါလိုမျိုးဆရာထက်တပည့်လက်ဆောင်ထက်နေရမယ်။ထားနေနေဟုံးကွ။ငါတို့ဒီညရင်ချင်းမဲ့ဒါကိုပြန်ဖောရမယ်။ငါတို့လက်ထဲကိုထားရောက်ပြီးဆိုတာနဲ့ဓလုံးတွေထည့်သွင်းပြီးတိတ်တိတ်တင်မှုအားချင်းစီစဉ်ရမယ်။အဲ့ဒါမင်းအကူညီလို့နဲ့ထူမှာဘယ်နဲ့လဲ။ငါ့ကိုကူညီမယ်မလား။ကူညီမှာပေါ့ဆရာကြီးမြတ်တောင်းရ။ကျွန်အစွမ်းကိုကူညီမှာပါ။ ရတောင်းဆိုရဲ့လူယုံမာကကျုပ်ထုံမှဖြစ်ဟန်ဆောင်ထားတာပေါ်တော့မှဆိုလို့ဒါအလူလိုက်အကြိုက်ဆောင်မျိုးပြောပြနေရတာကျုပ်ဖြစ်လေအဲ့လူတပစ်ချင်လို့လက်ကိုရှားနေရပဲကျုပ်စိတ်ကိုမနှဲပြန်ထိန်နေရတာနောက်တော့ကျုပ်ကိုမှားစရာရှိရာတွေမှာအပေါ်ပြန်တက်သွားတယ်စီးချထားတဲ့အုပ်ကူကြီးကိုလှည့်ပတ်ပြီးကြည့်နေမိရဲ့ဟဲ့အောင်ထုံမအပေါ်တက်ခဲ့အောင်လေကွာညအတွက်ပြင်ဆင်ကြရည်ပြင်အောင်ကိုအောင်ဟာဟုတ်ကဲ့ဆရာကြီးကျုပ်လိုက်ပြုတ်အပေါ်ကနေကျုပ်ကိုလှမ်းခေါ်တာမို့အမြတ်တက်ခဲ့ပြီးဆရာကြီးမြောက်တောင်းခိုင်းတာတွေလှုပ်ပေးရတာပေါ့ အဲ့လိုကဒီလိုအချိန်ထိရအောင်အချိန်ဘလောက်ကြာကြာပြင်ဆင်ခဲ့ရတယ်မသိဘူးအစီရင်အတွက်လိုအပ်တဲ့ပစ္စည်းတွေကအဆင်သင့်မယ်ကရော့ဝဲအတွက်အုံဝဲငပြောပွဲတွေကိုကျုပ်ကပြင်ဆင်နေတော့မှသူကတော့အောက်ကိုပြင်ဆင်သွားပြီဘာလုပ်တယ်မသိဘူးတော်တော်ကြာတဲ့အထိပြန်မတက်လာတာမို့ပြင်ဆင်ပြရနဲ့တဲလေးရဲ့ရှေ့မှာထိုင်ဆောင်နေမိတယ်။ညနေစာလုံးမှာတဲရရထွက်လာတယ်။ငါ့ကိုစောင့်နေရပြင်းနေပြီလားထွန်းမ။ပြင်းတော့မပြင်းပါဘူးဆရာကြီးရဲ့။ဟိုကျွတ်တော့ဘယ်ချိန်လုပ်ငန်းစကြမလဲဆရာကြီး။ အခုပဲစကြမယ်လေကွာတော်တော်ဟိုးအနောက်နားလေးမှာရေချိုးဖို့နေရာရှိတယ်အဲ့မှာရေသွားချိုးစီကိုလက်တန့်စင်ပြီးရင်ဝေးရမယ့်ဝန်ဆိုင်ကထုတ်ပေးထားမယ်ပြီးရင်တော့ကရော့ဝဲရီအောက်ကိုတဲခဲ့ပေါ့ကွာငါအောက်ကပဲစောင့်နေမှာဟုတ်ကဲ့ဆရာကြီးဆရာမြတ်တောင်းပြောတဲ့နေရာမှာရေချိုးပြရနဲ့ပြင်ဆင်ထားတဲ့ကရော့ဝဲရီကိုတဲလေးရဲ့အောက်ကမြေအောက်ခန်းရှိအောင်တဲခဲ့ရတယ်ကရော့ဝဲရီတဲလာပြီးရဲ့အချိန်မှာဆရာမြတ်တောင်းပြောတဲ့အတိုင်းအစီအစဉ်တကြထားရတယ်အုတ်ကူကြီးပေါ်မှာကရော့ဝဲသုံးပွဲတင်ထားပြီးလေးဘက်လေးတန်းဘေးတစ်ဖက်စီမှာတပွဲစီကိုထားလိုက်တော့ကရော့ဝဲကစုစုပေါင်းခုနှစ်ပွဲတောင်မှာပဲ အားလုံးနေရာချပြီးတော့ဆရာမြတ်တောင်းကအစီရင်လုပ်နေတဲ့အချိန်မှာသူ့ရဲ့ခန္ဓာကိုထိအောင်ပြပေးရမယ်စိတ်သုံးလုံးကြုတ်ကူပေးထားတယ်။ထုံးမအနားလာခဲ့အောင်ကအစီရင်လုပ်နေတော့မှဟော်ရီစေးလုံးတွေကိုငါ့ကိုထိအောင်ပြပေးရမယ်နော်။ဘဲအချိန်မှာပြရမယ်ဆိုတော့တခါတည်းပြောထားမယ်။သေချာနားထောင်နော်။အစီရင်ဆဆချင်းမှာစိတ်တလုံးထိအောင်ပြရမယ်။စေးလုံးပြပြီးခဏလောက်ကြာရင်မင်းရှင်မှာရှိနေတဲ့အုတ်ဂူကြီးကအစိမ့်စိမ့်မှမှကွဲသွားပြီးအောက်မှာရှိနေတာကဖြည်းဖြည်းချင်းပေါ်လာမယ် အဲ့ဒါကိုငါရဲ့လက်နဲ့ကင်ပြီးမဟုရပလဲစေပိုင်းတလုံးအဲ့ဒါတွေကိုထည့်သွင်းစီရင်နေတဲ့အချိန်မှာနောက်ထပ်စီတလုံးထပ်ပစ်ပေးရမယ်။နောက်ဆုံးစီလုံးကတော့အဲ့ဒါမှရှိနေတဲ့မှော်ဝင်မိစ္ဆာကြီးထွက်လာတဲ့အခါမှာပစ်ပေးရမယ်။မင်းသားအချိန်ကွက်တိပစ်ပေးနိုင်မယ်ဆိုရင်ငါအခုလုံးမဲ့သွေးမိစ္ဆာထားအစီရင်ကြီးအောင်မြင်ပြီးပေါ့ကွာ။ဟုတ်ကဲ့ဆရာကြီးကျုပ်ဆရာကြီးခိုင်းတဲ့အတိုင်းအတိအကျလုံဆောင်ပေးပါမယ်။ကဲအချိန်စွဲနေနေတော့စလိုက်ကြအောင်။အပြင်မှာတော့တော်တော်လေးမှောင်နေလောက်ပြီ။ ကျွတ်တို့ရှိနေတဲ့အမြောက်ခန်းထဲမှာတော့မိတို့တွေများစွာစိုက်ထူထားတာမို့အရာရာတိုင်းကိုရှင်းလင်းပြသစွာမြင်နေရတယ်။ဒီလိုနဲ့ဆရာမြတ်တောင်းရဲ့သိမိတ်စာတာအစီရင်စီစတင်ခဲ့ရတာပေါ့။ဆရာမြတ်တောင်းပြောတယ်လို့ပထမစေလုံးပြစ်လိုက်တော့သူ့ရဲ့ခန္ဓာကိုယ်ကြီးကလေပေါ်မြောက်တက်သွားတယ်။ခဏကြာမှမြေငလျင်လှုပ်တယ်လို့မြေကြီးတွေတုန်တက်လာပြီးတော့ကျွတ်ရှိရအုပ်ကူကြီးကအုံးဆိုတဲ့အတန်ကြီးနဲ့တူပောက်ကွဲထွက်သွားတယ်။ပောက်ကွဲသွားတဲ့အုပ်ကူကြီးရဲ့အစနာရီကကျွတ်ကိုယ်တော်လာမှန်သေးတာ။ဆက်တွေပောက်ကွဲပြီးထွက်ပေါ်ပြန့်နှံ့လာတဲ့အတန်တဝီဝီနဲ့နားတွေဥနေရပဲ။ အယောင်သေးစုံလင်းလာတဲ့စက်တရမေကြီးရဲ့ဝင်သွားပြီးအောက်ချာနီတစုံတစ်ခုတိုးထွက်လာနေရမြင်လိုက်ရတယ်။မေကြီးရကနေမော်ဆက်ရောင်တွေတလက်လက်ထွက်နေပြီးတုံခါနေရဲ့ရှေးဟောင်းသားစီတစ်ချောင်းဝန်းကနေပေါ်ထွက်လာတယ်။အဲ့ဒီဒါကြီးကလေပေါ်မှာရှိနေတဲ့ဆရာမြတ်တောင်းစီတန်းနေအောင်သွားတာ။လေပေါ်ရောက်နေကလေးကမျက်လုံးစုံမိထားတဲ့ဆရာမြတ်တောင်းကသူ့စီပြန်လာနေတဲ့ဒါကြီးကိုအမိအဖမ်းဆုပ်လိုက်တဲ့အချိန်မှာကျုပ်လက်ထဲကစိတ်တလုံးနဲ့ထပ်မံပြစ်ပေါက်လိုက်ရပြန်တယ်။အဲ့ဒီအချိန်မှာတုံခါနေရဲ့ဒါကြီးလည်းငြိမ်ကြသွားတာကိုထူးဆန်းစွာတွေ့လိုက်ရတယ်။ ဒါကြီးရှေ့ဟောင်းသားကြီးသာပြောတာအခုမှဘဘဲဘွားနေအသက်သုံးလောက်လိုက်တဲ့ထားလို့မျိုးပြန်လက်တောက်ပါနေရပဲတအိမ်ထဲကဒါကိုဆွဲထုတ်လိုက်ပြီးတော့တသက်စီခွဲထုတ်လိုက်တယ်ဆရာမြတ်တောင်ကတအိမ်ထဲမှာရှိရဲကြောက်ထရမယ်နေရာတွေကိုသူ့လက်ထဲမှာအသင်ကင်ဆောင်ထားတဲ့မဟုရပလဲကိုထည့်သွင်းလိုက်တယ်ကျုပ်စီကစိတ်ပိုင်တက်လုံးတော့ဒါရဲ့လက်ကင်ယူအောင်နာတနောက်နေရာမှာထည့်သွင်းလိုက်တာတွေ့ရတယ်အားလုံးပြီးသွားတော့ဆွဲထုတ်ထားတဲ့ဒါကိုတအိမ်ထဲပြန်ဆွဲသွင်းဖို့စူးစမ်းနေရတွေ့ရတယ် တအိမ်ထဲကိုပြန်လဲထည့်သွင်းနေပြီမဲ့ဘလို့ကြောက်ရင်တော့မသိဘူးထည့်လို့များပဲအပြင်ကိုတွန်းကန်နေရုတ်တရက်ကြီးဆရာမြတ်တောင်တအားအားနဲ့ထောက်အောင်တော့လန့်အောင်သွားမိတာဆရာမြတ်တောင်ရဲ့လက်ထက်အားထားတွန်းကန်နေတဲ့တအိမ်ထဲဝင်သွားလေလေဆရာမြတ်တောင်ရဲ့လှေပင်းမှာလဲဓာခုတ်ရလို့ထင်ရစီကထင်ထင်ရှားရှားပေါ်လာလေပဲမချီမဆန့်ဝေးနာခံစားနေရတာဓာအိုတအိမ်ထဲမရမကသွင်းဖို့ကြိုးစားနေသေးတာကျုပ်ပဲချိန်လှောက်ရှာမလဲတွေ့ဝင်နေတော့ဆရာမြတ်တောင်ရဲ့လက်ထက်အားထားတအိမ်ထဲကိုပြန်ဝင်ဖို့နှစ်လမှလောက်သာလိုတော့တယ် အဲ့ချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကကျုပ်လိုလိုတော့စသင်းတစ်ဖြန်းဖြန်းထစီတာဓာတ်ရဲ့အပေါ်မှာငိုးတုတ်ထိုင်ပြီးတော့ဆရာမြောက်တောင်ရဲ့လေဘင်းကိုရှေ့လျားချွန်ထက်တဲ့လက်သေးကြီးတွေနဲ့ထိုးဆိုင်ထားတဲ့မိစ္ဆာကြီးတစ်ခါကိုတွေ့လိုက်ရတာမို့ပါဦးကောက်မှာလည်းကွေးကောက်နေတဲ့ဂျိုကြီးကနှချောင်းရှိနေတရားဆိုတော့ကျုပ်တို့ဂမ်ဘီယာနယ်ပယ်မှာတွေ့ဘူးနေကြမဟုတ်တဲ့အနောက်တိုင်းမော်ပညာဘက်ကနှဆုံးမိစ္ဆာတစ်ခါပဲဖြစ်ရမယ်အဲ့တော့မှဘေးပတ်လေသေးချလိုက်ကြည့်မိတော့မိတို့တွေစိုက်ထူတာတဲ့ပုံစံအနောက်တိုင်းမှပညာရက်တွေမှာတုံးတဲ့အခရာစင်တွေအတိုင်းစီဝိုင်းဆဲပြီးတော့အကြနာလှုပ်ထားပါပဲ ဟဲ့ထုံးမဘာရက်လောက်နေလဲနောက်ဆုံးကြံနေစိတ်လုံးပြတ်တော်လေကွာအကွဲနေရဲ့လေချောင်းတက်စီနဲ့ဆရာမြတ်တော်ကကျုပ်ကိုလမ်းအော်တော့မှကျုပ်ရဲ့ရုပ်အသင်မှန်ထုတ်ပြလိုက်တယ်ဟမ်မင်းမင်းဘဲကောင်လဲထုံးမထုံးမဘယ်ရောက်သွားလဲခင်ဗျားတိတ်တွေ့ခြင်းနဲ့ထုံးမကအခုများပလဲရှာမှာအဖမ်းခံနေရတယ်ကျုပ်နာမည်ဆိုင်းမခင်ဗျားစီမှာရှိနေတဲ့မဟုရပလဲကိုပြန်လာယူတာနောက်ပြီးခင်ဗျားစီမှာရှိနေသေးတဲ့စေပိုင်ဓာတ်လုံးရဲ့မူလပိုင်ရှင်ကကျုပ်ပဲအခုတော့ခင်ဗျားတိတ်တော်ထိုင်ဆောင်ပြီးကျုပ်လူကျင်တာကိုပြန်ယူသွားရုံပေါ့လေ အဲအဲလို့မလုပ်ပါနဲ့ညီလေးရေငါငါ့ကိုဒီနတ်ဆုံးမိစ္ဆာလက်ထက်ကယ်ပေးပါကွာနောက်ဆုံးကြံနေစီလီတလုံးပြစ်လိုက်ပါကွာငါငါအသက်အသက်ရှူလို့မရတော့လို့ပါကွာကဲကျဲနောင်ကျောက်ကအနောက်တိုင်းမော်နဲ့ပညာရည်နဲ့မှအကျွမ်းတဝင်းမရှိပဲအဲ့တော့ခမရကျောက်ကဘလို့ကယ်ရပါမင်းတော့လားကွာအာဒါကြီးကတအိမ်နဲ့အပြေဝါရောက်ရှိသွားတဲ့ချိန်မှာတော့ဆရာမြတ်တောင်းရဲ့ပြက်လူဆဲဆဲကားလည်းခန္ဓာကိုယ်နဲ့တခြားစီဖြစ်သွားပြီးအသက်ထွက်သွားရတယ်နတ်ဆုံးမိစ္ဆာလည်းဆရာမြတ်တောင်းကိုတပ်ပြက်လိုက်ရလို့ကျဉ်နေသွားတဲ့ဟန်ပဲ ကျုပ်ကတော့ဘာအနေနဲ့မှမပေးပဲအခိုးငွေတွေဖြစ်ပြီးတော့ပျောက်ကွယ်သွားတယ်။အဲဒီတော့မှဆရာမြတ်တော်ရဲ့လက်ကောင်လေးလွတ်ကျသွားတဲ့ထားကိုပြေးကောက်ပြီးတောင်းမှထဲတင်ထားတဲ့မဟုရပလဲနဲ့ကျုပ်ရဲ့စေပိုင်တလုံးအမြန်ဖြုတ်ယူလိုက်ရတယ်။မိစ္ဆာထားကိုအနီးကပ်ကြည့်မြော်မှမျက်နှာဖြူအင်္ဂလိပ်အရာရှိတွေတုံးခဲ့တဲ့ထားကြီးပဲ။ဆရာမြတ်တော်ဆိုတဲ့လူကလည်းဒီသားရဲ့အကြောင်းတရားရောက်ဆရာနဲ့သိတာပဲဖြစ်ရလိမ့်မယ်။ကျုပ်နေရာမှာထုံးမောင်းတာဆိုရင်ဆရာမြတ်တော်ပါဇတ်တဲ့ရှိရာရှောက်ပြောတဲ့မြအကုန်ရှင်နေမဲ့လူစားမျိုး။ကျုပ်လည်းဆက်ဆက်ပြီးစဉ်းစားရင်စဉ်းစားရင်နေမှာသဘောပေါက်လာမိတာ။ ဒီလိုအောက်လဲပညာလဲနည်းနည်းပပတီးမိခေါမပြုံတော့တက်မြောက်ထားလောက်မယ်ဒါကြောင့်လဲဟောရီနေကြီးကောင်အဆောက်ကြာညင်အောင်ထိန်းချောက်လို့ရတာပေါ့ဒီညမှာပဲထိုင်ပြီးစဉ်းစားနေလို့မရသေးဘူးကိုဖိုးတေရှိနေတဲ့မြပလဲရွာကိုလည်းအမျက်ပြန်ရအောင်မှာမို့မြောက်ခန့်နဲ့အနေအပေါ်တက်လာခဲ့လိုက်ရတယ်ဒါကြီးကိုတော့မူလနေရာမှာပဲပြန်ထားခဲ့လိုက်တာပေါ့ဟေးဟေးဟေးနေကြပါဦးကွာမင်းတို့ချုံနောက်ထားရဲ့ဆရာကြီးဆိုတဲ့လူလည်းတည်ပြီးဆိုတော့အခုကစလို့မင်းတို့တွေလွတ်လပ်သွားပါပြီကွာသွားလို့ရသွားလို့ရပါပြီ ကျောက်ပေါ်ရောက်ချင်းစီးကျိုနေတာကတော့အဆောင်ကြားကြီးနောက်ပေါ့သူတို့ရေ၆နောက်ခိုင်းစင်နေတဲ့လူဟာတေဆုံးသွားပြီဖြစ်လို့အခုချိန်မှာလွတ်လပ်သွားပြီဖြစ်ကြောင်းပြောလိုက်တော့ကျောက်ရဲ့ရှံနေမျက်စိတမိတွင်ပျောက်ချင်းမလားပျောက်ွယ်သွားရတယ်။အားလုံးပြီးသွားတော့ညာရင်ချင်းပဲကုဖိုးတေရှိရာမြပလဲရွာပြန်လာခဲ့လိုက်တာပေါ့။ကျောက်ရောက်နေတဲ့နတ်ကြီးကောင်ကနေမြပလဲရွာကိုတောက်ရကြအောင်သွားရဲဆိုတာသိပြီးကြလောက်မှာပါ။မြပလဲရွာကိုပြန်နေလန်းဒုတိယမြောက်ညမှာပေါ့လေ။ခီးတထောင်နိုင်နဲ့ကျောက်လက်ထဲမှာရှိရင်မဟုတ်ရပလဲကိုထုတ်ကြည့်နေမိတယ်။ ညမောင်နေမှာတော့ထွက်ပေါ်နေရမဟုရပလဲအတွင်းဆက်ရောင်တွေကအတော်မှလှပနေရပေါ့နှပလွန်းလို့တစိမ့်စိမ့်ထိုင်ကြည့်နေအောင်မှဖြတ်ခနဲဆိုပြီးကြောက်လက်ထဲကမဟုရပလဲကပျောက်ွယ်သွားတယ်ဟာကြောက်လက်ထဲကပစ္စည်းကိုယူတာဘဲကောင်လဲကွာလူလုံးထပ်ကြစမ်းအော်မော်ကဝေးအစင်ထက်မြင့်နေရတော့ငါ့ကိုမမြင်နိုင်ဘူးဆိုတော့တော်တော်အတွေ့အကြုံနုတရပဲကွာကျုပ်အနာယူနေတဲ့တပင်းစီပေါ်ကနေအတန်ကြာတော့မော့ကြည့်လိုက်တော့မျက်လုံးအတွေ့ရတော့စက်တွေထွက်နေတဲ့လူတယောက်တွေ့လိုက်ရတယ် ဒီလိုပညာအစင်းမြင့်တဲ့လူတယောက်လုံးတော့ကျုပ်အနေနဲ့အာရုံမခံဘူးဆိုတော့ဒီလူရဲ့ပညာလည်း short တော့လို့မရဘူးပဲဒီမှာဟဲ့လူခင်ဗျဘသူလဲတော့ကျုပ်မသိဘူးခင်ဗျလက်ထက်ပစ္စည်းတော့ကျုပ်စီပြန်ပေးပါဘို့ကျုပ်အဆုံးမစုံနဲ့နော်စိတ် short ပါဦးစေပိုင်တလုံးပိုင်ရှင်ကြီးရဲ့ဒီပစ္စည်းကိုများပလဲရွာမှာပြန်ထားပေးရမယ်ဆိုတာလည်းငါသိတယ်ဟိုမှာမင်းတပည့်ဖိုးတေဆိုတဲ့ကောင်လေးစောင့်နေဆိုတယ်ငါသိပါတယ်ကွကျုပ်အကြောင်းလေးတော့အတော်လေးသိထားပဲခမကျုပ်စရာဘာလို့စင်တာလဲအခုမှပဲမင်းမိတဲ့မိကိုမှန်တော့တယ်မင်းတိအောင်တော့ပြပြမှာငါတောင်းဝင်မယ်လေ မင်းကိုတွေ့ကျင်နေတဲ့လူတယောက်ရှိရဲ့အဲမင်းလိုက်တွေ့ရလိမ့်မယ်သူ့ကိုတွေ့ကျင်နေရဆိုရင်လူကဘာလုပ်လဲသူကရောဘာလို့ကိုရိုင်းလာမတွေ့ပဲခမောက်အခေါ်လုခိုင်းရတာလဲမင်းလိုက်ကြည့်ရင်သိရမှာပေါ့ဒါနဲ့မင်းကအထောစကားများရဲကောင်းမယ်နော်ကျုပ်ကိုတွေးကျင်နေလေလို့ကဘာလို့လဲဆိုတော့သိကျင်နေရအမှန်ပဲကျုပ်ကောင်းထဲမှာအတွေးပေါင်းစုံနဲ့ရောက်ရခတ်နေပြီ။ကောင်းပြီလေခမ ्या ခေါ်ရင်တော့ကျုပ်လိုက်ခဲ့မယ်။ဒါပေမဲ့ကျုပ်ခမ ्या လက်ထက်ကမဟုတ်ရပလဲကိုပြန်သွားပေးရအောင်မယ်။အဲ့လောက်တော့လောက်ခွင့်ပေးမယ်မလား။ တပ်ပေါ်တာပေါ့ဒေါက်ကတော့အေးဆေးဆေးလုပ်ပါမင်းတို့ဆရာတပည့်နှစ်ယောက်စလုံးအပါခေါက်ခိုင်းခဲ့တာဆိုတော့အေးဆေးတာလုပ်ကျုပ်ကိုလာခရဲလူရဲ့နောက်လိုက်သွားဖို့ရအတွက်ဆုံးဖြတ်ပေးပြီးဆိုတာနဲ့အတူလိုက်ခဲ့မဲ့အကြောင်းပြန်ပြောလိုက်တယ်အဲ့တော့မှသစ်ပင်ပေါ်ကလူစင်အောင်အောက်ဆင်းလာပြီးသူ့လက်ထဲကမဟုတ်ရပလဲပြန်ပေးရင်သူ့ကိုယ်သူစတဲ့မိတ်ဆက်တယ်ကျော့ဒီမှာမင်းပြန်သွားထားပြရမယ့်ပစ္စည်းငါရဲ့နာမည်ကမြက်ကန်းကဝေမောင်နွေလို့ခေါ်တယ်အောက်ကိုရောက်လာတော့မှအဲ့လူရဲ့မျက်နှာကိုတေးချကြည့်မိတယ်သူ့ရဲ့မျက်လုံးတွေကအမှန်တကယ်ရှိမနေခဲ့ဘူး ပညာဆက်တွေမျိုးလုံးထဲမှာထည့်ထားပြီးအမြင်ဆက်နဲ့မြင်နေအောင်လုပ်ထားတာပဲ။ငါ့ကိုဘာလို့စိုက်ကြည့်နေလဲကွာ။အော်ဘာဘာမှမပါဘူး။ကြည့်ရတာမင်းနဲ့ငါအသက်သိပ်မကွာလောက်ဘူးနော်။အသက်မကွာဆိုမင်းနဲ့ငါတနေ့ရဲမွေးတာလေကွာ။ဟမ်မင်းဘယ်သူလဲ။ဘာလို့ငါအကြောင်းတွေကိုအဲ့လောက်ထိသိနေရလဲ။ပြောစမ်းဟေ့အောင်။စိတ်စိတ်ကိုလျှော့ပါကွာ။မင်းကိုတွေ့ကျင်နေတဲ့လူနဲ့တွေ့လိုက်အားလုံးရှင်းသွားမှာပါ။မင်းကိုလည်းငါအနေပြုမဲ့လူမဟုတ်ပါဘူး။မင်းတော့ကွာ။ အိမ်ညာတော့မြက်ကန်းကဝေဆိုတဲ့ကောင်စောင့်ကြည့်နေရတဲ့ကောင်းကောင်းအိမ်မပြောလိုက်ပါဘူး။နောက်တရမနဲ့စောစောမှာမြပလဲရွာလေးစီခီးဆာရတာပေါ့။ကိုပိုးတေရှိအောင်အမြန်ရောက်ဆင်စောနဲ့ခတ်တက်တက်ရှောက်လာလိုက်တာညနေမစောခင်မြပလဲရွာစီပြန်ရောက်လာခဲ့တယ်။ဟာဆရာပြန်လာပြီနော်။ကျွတ်တော့ဒီညမှာဆရာအောင်နေတိုင်းလာစောင့်နေဟာဗျ။ဒါနဲ့ဆရာနောက်မှာအတူပါလိုက်ကောင်ဘယ်ကောင်လဲဆရာ။အဲ့လိုကြောင့်ကျွန်တော်နောက်မှာရှင်းပြမယ်ကိုပိုးတေ။ ကျုပ်ပြန်လာမြင်တော့ကိုဖိုးတင်နေရွာတကြီးကဝမ်းနေတာနေကြပါလေ။တကြီးစီမှာမဟုရပလဲကိုအနံခဲ့ပြီးရဲ့နောက်မြက်ကန်းကဝေခေါ်ချာနောက်ကိုကျွတ်တူဆရာတို့ပဲလိုက်ခဲ့ကြတယ်။ရွာတကြီးကတော့သူတို့ရွာမှာနနာနေနေနေခိုင်းမိမယ်။ကျုပ်ကိုတွေ့ကျင်နေလို့ကဘသူဖြစ်နေလဲဆိုတော့အရန်ကိုသိကျင်နေရမှုခရီးဆက်ခဲ့တာပေါ့လေ။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။